နေပြည်တော်ကောင်စီနယ်မြေကနေရွေးကောက်ပွဲဝင်ရောက်ရှင်းပြိုင်မဲ့စပူတီရီမျိုးနဲ့ NLD ပါတီပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးဖြိုးစေရတော်နဲ့အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးကျော်မြင့်ဦးတို့ဟာသူတို့ရဲ့မဲဆန္ဒနယ်မြေမှာမနေ့ကမဲဆွယ်ဟော့ပြောဝဲတွေကျင်းပခဲ့ပါတယ်။ဒီကြောင်းကို RFA တရင်နောက်ကိုဝင်းကိုကိုလက်ကတင်ဆက်ထားပါတယ်ရှင်။နိုင်ငံတစ်ခုမှာကျွန်တော်တို့ ်လက်ရှိပုပ်ပတ်တိရမျိုးနဲ့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးဖြိုးစရာတော်ဟာအခုလာမယ့်ရွေးကောက်ပွဲမှာတော့စပူတိရမျိုးနဲ့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်နဲ့ NLD ပါတီကနေဝင်ရောက်ရှင်းပြမှာဖြစ်ပါတယ်။သူ့အနေနဲ့မပြီးပတ်သေးတဲ့လွတ်တော်လုပ်ငန်းတွေကိုဆက်ပြီးလုပ်ဖို့အတွက်ရွေးကောက်ပွဲဝင်ရတာဖြစ်သလိုပြည်သူ့ဘန်နာကိုဘရော့မှအလွဲသုံးစားမလုပ်ဘူးလို့ဦးဖြိုးစရာတော်ကစပူတိရမျိုးနဲ့အလင်းလွတ်ရဒေသခံတွေကိုပြောပါတယ်။ကျွန်တော်တို့လုံချင်ကြင်တဲ့ကိစ္စရက်တွေမပြီးပြတ်သေးတဲ့ကိစ္စရက်တွေကိုဆက်ပြီးအကောင့်ထဲပေါ်ခြင်းလို့ ကျွန်တော်အနေနဲ့ရွေးကောက်ပွဲဝင်ကျင်ရခြင်းဖြစ်ပါတယ်ပြည်သူရဲ့ဘန်နာတွေကိုခိုးယူစားသုံးတဲ့သူတယောက်လုံးလုံးမလုပ်ဘူးလို့လည်းကျွန်တော်အနေနဲ့အာမခံနိုင်ပါတယ်နောက်ပြီးဒီမိုကရေစီရရှိရေးအတွက်နဲ့စစ်မှန်တဲ့လူအခွင့်အရေးတွေပြေဝတဲ့လူအခွင့်အရေးတွေရရှိဖို့အတွက်လည်းပြည်သူရဲ့ရှေ့ကနေမမမမရက်ပြီးဆက်အကောင်အထည်ဖော်သွားမယ်လို့လည်းရဲရဲကြီးကျွန်တော်အာမခံရဲပါတယ် တောင်သူတွေအနေနဲ့တီးနှံတွေကိုကိုယ်တိုင်ရွေးချယ်စိုက်ပျိုးခွင့်မရတာပြင်မြေယာပိုင်ဆိုင်မှုအတွက်လည်းစိုးထိတ်နေရတာတွေကြုံတွေ့နေရတယ်လို့ NND ပါတီမျိုးသားလွတ်တော်အမတ်၁၀ကကိုစလေလောင်းဦးကျော်မြင့်ဦးကလည်းသူ့ရဲ့မဲဆွယ်စီယုံကြီးခီးစဉ်အတွင်မှာပြောခဲ့ပါတယ်ကျွန်တော်တို့ဒီတောင်သူတွေပြည်သူပြည်သားတွေဟာလွတ်လွတ်လပ်လပ်စိုက်ပျိုးခွင့်မရနောက်ကျွန်တော်အပြည့်ဝကျွန်တော်တို့တောင်သူစိုက်ပျိုးရမယ်နော် စက်တည်းပေါ့အထောက်ပံ့ပစ္စည်းပေါ့နိုင်ငံတော်ကလုံးဝမပံ့ပိုးနိုင်တာ။နောက်မြေယာပိုင်ဆိုင်မှုတွေနော်ဆိုးထိတ်နေရဒီလိုအကြောင်းတရားတွေနဲ့တောင်သူတွေရဲ့ဘဝဟာတနည်းပြီးတနည်းတရားနော်တရားတည်ပြီးတရားပြီးဒီနှစ်မုန်းခဲ့ရတာရှိတယ်။တောင်သူဖြစ်လို့နေရာမျိုးတွေကိုလွတ်လပ်စွာလောက်ကင်ွယ်ရလိုတယ်လို့ဒေတာကန်ကိုကြည်လွင်ကအခုလိုပြောပါတယ်။ကျွန်တော်ကတောင်သူကိုကျွန်တော် တောင်သူအနေနဲ့ပြောရလို့ရှိရင်နေရာမျိုးကိုကိုပိုင်းကိုတွေးခေါ်နေကုတန်းကိုလောက်ရှင်တယ် ဟိုလုပ်ကြီးအုပ်ပြီးသားကျတော့ဘလို့ဘလို့လောက်မှဆိုရဲအတိုင်းလာမျိုးဆိုရင်တော့ကျွန်တော်ကလက်မခံနိုင်ဘူးတကယ်တောင်းကူကကျွန်တော်ကအခုအခုဆိုလို့လို့ရှိရင်လက်ရှိနေထားရပြောလို့ရမယ်လက်ရှိနေထားရဆိုလို့လို့ရှိရင်ပဲမျိုးပဲမျိုးစားတယ်ဘောက်စားတယ်ဘယ်မှမစားလို့လို့ရင်ဘလို့လောက်မယ်ဆိုရအတိုင်းတာလေးကိုကျွန်တော်အနေနဲ့ NLD ပါတီနိုင်ဘာလို့ရှင်လဲအဲ့ဒါကျွန်တော်ကလက်မခံဘူး လက်ရှိအခြေအနေတွေအရ NLD ပါတီကိုသာမဲပေးမယ်လို့အလင်းလို့ရဒေသခံကိုရှံဘဲလာကခုလိုပြောပါတယ်။ဘာကြောင့် NLD ကိုပေးမှလဲ။လူတယောက်ဟာကိုယုံကြည်မှုကိုကိုလောက်ခွင့်နဲ့အတွက်ဘဝမှာညှို့မှန်းချက်ဆိုအမြဲတမ်းရှိရတယ်။အဲ့အတွက်ကျွန်တော်အနေနဲ့အခု NLD ကိုမဲပေးဖို့အတွက်ကျွန်တော်အနေနဲ့ရည်မှတ်ထားတယ်။ချက်ခိုင်ဖွံ့ဖြိုးရေးပါတီကမျိုးသားလွတ်တော်မဲဆက်နိုင်တဲ့30အတွက် ဥမတ်ကြီးကရှင်းပြမှာဖြစ်ပြီးဆိုးရဝန်ထမ်းတွေများတဲ့စပူတီရီမှာတော့စက်ခိုင်ဖွံ့ဖြိုးရေးပါတီကငိမ့်သာဆက်သွယ်ရေးဝန်ကြီးဦးမြတ်ဟိန်းနဲ့တိုင်းသာစီလုံးညွန့်ကြီးပါတီကဦးကျော်အေးတို့ပါဝင်ရှင်းပြမှာဖြစ်ပါတယ်။နေပြည်တော်ကောင်စီနယ်မြေမှာပြည်သူ့လွတ်တော်နှစ်နေရနဲ့မျိုးသားလွတ်တော်ရှစ်နေရအတွက်ကိုယ်စားလှယ်လောင်းပေါင်း53ခုကပါဝင်ရှင်းပြကြမှာဖြစ်ပါတယ်ခင်ဗျာ။